လာတရားကို2018ခုနှစ်ဒီဇင်ဘာလမှာကိုရီးယားမြန်မာချစ်ကြည်ရေးထိမ့်မဲ့အစည်းအဝေးနဲ့စတင်တည်ဆောက်ထားတာပါ။ဒလာတရားဟာရန်ကုန်မြို့လမ်းမတော်မြို့နယ်ဖုန်ကြီးလမ်းနဲ့ဒလာမြို့နယ်ကမာကစစ်ရပ်ကွက်ဗိုလ်မင်းအောင်လမ်းမကြီးကိုဆက်သွယ်ပြီးရန်ကုန်မြို့ကိုဖြတ်တန်းတည်ဆောက်ထားတဲ့တရားဖြစ်ပါတယ်။ဒလာတရားဟာရေလေတိုင်းနှစ်တိုင်းပါဝင်ပြီးတော့တန်ကူကွန်ကရစ်တံမဏီကျိုးဆိုင်မျိုးစားတရားဖြစ်ပြီးစုစုပေါင်းအရှိ6129ပီအမြင့်439ပီရှိတဲ့လေးလံသောတရားဖြစ်ပါတယ်။တောက်သုံးရင်ရှားပါတဲ့ဒလာမြို့နယ်အတွက်တရားကြီးဘော်ကတစဉ်ရေပိုက်ပါတခါတည်းတည်တန်းထားတယ်လို့ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံ Economic Development Corporation ဖန်ချင်းတွင်တည်ဆောက်ထားတဲ့ဒလာတရားခံမှန်းကုန်ကြစီကတော့အမေရိကန်ဒေါ်လာ168.183စံဖြစ်တယ်လို့သိရှိရပါတယ်။ဒလာမျိုးတွေဟာရန်ကုန်မြို့နဲ့မြင်းစင်းသာချပြီးကရိုတင်းမောင်းနဲ့သွားပါက10မိနစ်တွင်ရောက်ရှိနိုင်ပြီ။မျိုးပြဖွံ့ဖြိုးမှုနောက်ကျခဲ့ပါတယ်။ဒလာတရားကြောင့်ဒလာမျိုးဟာအင်ချန်မြေဈေးကွက်ကစလို့ဖွံ့ဖြိုးတိုးတက်လာပါတယ်။ဒလာမျိုးဟာဖွံ့ဖြိုးမှုနောက်ကျပြီ။သမိုင်းအားဖြင့်မသေးငယ်ခဲ့ပါဘူး။ရာဇဝင်နဲ့သမိုင်းဆရာတို့အဆိုအရ ။ဒလားမျိုးဟာရှင်းနေပေါင်းများစွာကလေးကမွန်လူမျိုးတို့တည်ထောင်ထားတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်အီဒီတရာစုမှ900စုအလဲပိုင်းခန့်ထိတူနာဘူမိနိုင်ငံရဲ့မျိုးပြတနိုင်ငံဖြစ်ထင်ရှားခဲ့တယ်လို့ဆိုပါတယ်။ဒလားမျိုးနီးမှာရှေးမျိုးအောင်မျိုးနေရာတစ်ခုလည်းရှိတယ်လို့သိရပါတယ်။ပကံခေတ်ကတည်းကထင်ရှားခဲ့တဲ့ဒလား။ရာဇသကြံအမှတ်ကြီးကိုဘင်းကအမျက်တော်ရှာယူနေနေနဲ့ပေးခဲ့ရနေမြေလည်းဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်ရန်ကုန်မြို့ခေါ်တဲ့တကောင်ဟာတငါရွာအစင်းမြတာရှိပါသေးတယ်။တကောင်ဆိုတဲ့မိဟာအေဒီ၁၆ဆူခန်းကားမှာစတင်ထင်ရှားလာခြင်းဖြစ်ပါတယ်။ပြင်သင်များကကုန်းမောင်ဆင်ပြူရှင်မင်းလက်ထက် ဘရင်ခွင်မျိုးချက်နဲ့စတင်ခြေချနေထိုင်ခဲ့ပြီးဒလာတင်မောချင်းကိုလည်းတိစောက်ခဲ့ပါတယ်မြန်မာမင်းများလက်ထက်မှာမြန်မာနိုင်ငံ၏တောင်ဘက်ဆုံးခံတပ်မျိုးလည်းဖြစ်ခဲ့ပါတယ်နောက်ပိုင်းကျေးရွာအုပ်စုစဉ်ဖြစ်ခဲ့ရပြီး1984ခုနှစ်မှာရန်ကုန်မြို့တော်စီပင်သာယာရေးကုမ္ပဏီနေနဲ့မိတ်တွင်ထည့်သွင်းကမြို့နယ်တစ်ခုဖြစ်သတ်မှတ်ခဲ့ပါတယ်ဒလာမျိုးနောက်ဘက်မှာတွန်တေးတူးမြောင်းနဲ့မြောက်ဘက်မှာရန်ကုန်မြို့တို့ဆက်သွယ်စီးဆင်းနေပါတယ်ဒလာမျိုးကတဆင့်တွန်တေးကော်မူကွန်းချံကုန်းဒေးဒေးရဲဖြားပုံကြိုက်လက်မျိုးများတို့ကဆက်လက်သွားလာနိုင်ပါတယ်အဆုံးထိကြီးစုနားထောင်ပြီးလို့ကျေးဇူးတင်ပါတယ်